အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မယ့်အကြောင်းကတော့ကျွန်တော် Mobile Legend Diamond ကိုကျွန်တော်ကိုရာ Show ကနေဝေပေးနေဝယ်နေကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်စလိုက်အောင် Google ကိုတွားမယ်ပြင်ဒီမှာကိုရာ Show ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ကိုရာ Show မြန်မာဆိုရင်လည်းရပါတယ်

ီမှာ line လေးမကောင်းလို့ခဏတော့စောင့်ပေးရပါတယ်ပြီးရင်ကျွန်တော်ဒီနေရာရောက်ပါပြီ တို့ဒီနေရာရောက်ရင်ဒီမှာ Mobile Legend ဆိုတာရှိပါတယ်။ Mobile Legend ဆိုတာရှိရယ် Mobile Legend ကိုနှိပ်လိုက်မယ်။ နာဘမိုဘိုင်းလက်ချင်းကိုနှိပ်လိုက်မယ်။ ကျွန်တော်တို့ဒီနေရာမှာ line မကောင်းလို့စောင့်ရတာဖြစ်ပါတယ် line ကောင်းရင်တော့မြန်ပါတယ်ပြီးရင်ဒီမှာကျွန်တော်ဒီမှာ꽌နှစ်꽌ရှိပါတယ်အရှိမကျွန်တော် don't view to id နောက်မှာ zone id don't view id ဆိုတာကတော့ကျွန်တော်ပုံမှန် id ဖြစ်ပါတယ်ဒီနောက်ဆုံးဝင်စားကွန်မတီဟာတော့ကျွန်တော် game profile မှာဝင်စားကွန်မတီကနောက်ဆုံးအစားပါအောင်ရေးအောင်ဖြစ်ပါတယ် đây là mình thêm mấy tiếp theo mình sẽ vừa chọn được chọn chọn nhé sau này đi thêm mấy tiếp đó khoảng xin mấy ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပမာဏရွေးချင်မယ်ဒီမှာ7လုံးဆိုရင်7လုံးဒီမှာ20လုံးဆိုရင်20လုံးကျွန်တော်အဲ့လိုမျိုးရွေးမယ်ပြပြပြဆိုရင်ဒီမှာကျွန်တော်တို့အခုလောဆယ်တော့ MPD ကိုပိတ်ထားတယ်အတန်အတန်နဲ့ရတယ် ဝေးပေးနေရတယ် KPC ပေးနေရတယ်အဲဒီတော့ကျွန်တော်ဝေးနဲ့ဝေးကိုနှိပ်လိုက်မယ်ကျွန်တော်ဝယ်မဲ့ဟာကိုကျွန်တော်နှိပ်မယ်ဒီမှာကျွန်တော်ဝေးကိုနှိပ်မယ်ကျွန်တော် KPC ပေးလဲရတယ်ဝေးလဲရတယ်အခုကျွန်တော်ဝေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်နေပြီးရင်ဒီမှာခုခုဝယ်မိဆိုတဲ့ဟာကိုနှိပ်လိုက်မယ် ။အဲဆိုရင်ဒီမှာကျွန်တော်ရပါပြီဒီမှာကျွန်တော်တို့ထဲမဲ့အကောင့်နံပါတ်ကဒီမှာအပေါ်ဆုံးပါပါ။ပြီးရင် ID ပြီးရင်ကျွန်တော်ဝေးပေးချင်မဲ့နေလန်ကဝေးပေးပြီးတော့ဂျိန်လုံးကြတင်တာကဒီမှာ962ပြီးတော့5%ဆိုတော့38ကျဆိုတော့ကျွန်တော်တို့အားလုံးပေါင်း600ဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်အတီးပြူလိုက်မယ်။ဒီ view ဆိုရတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်။ ဟုတ်ပြီအဆင်ပြီးရင်ကျွန်တော်တို့ဒီနေရာရောက်မယ်အဲဒီနေရာရောက်ရင်ဒီအချိန်လေးပြထားပါဒီအချိန်လေးအတွက်မှကျွန်တော်တို့ကပြီးအောင်လုပ်အောင်ပါဒီမှာဒီအချိန်လေးအတွက်မှကျွန်တော်တို့ပြီးအောင်လုပ်အောင်ခဲရကျွန်တော်တို့ထပ်ပြီးတော့ဒီဆက်သွားမြေဆိုတဲ့ဆက်သွားမယ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် line မကောင်းရင်တော့ကျွန်တော်ဘာနေနည်းနည်းကြာပါတယ် line ကောင်းတဲ့ဖုန်းတွေဆိုရင်တော့ line ကောင်းရင်တော့ချစ်ချင်းမြန်ပါလေတော်ရလေးရတော့အဲ့ဆိုရင်ဒီမှာဒီနေရာရောက်ရင်ကျွန်တော်တို့က wake account နံပါတ်ထည့်ရမယ်။ wake account ဖုန်းနံပါတ်ထည့်ရမယ်။ပြီးရင်ကျွန်တော်တို့တစ်ခါတော့ password တောင်းပြီးတော့ထည့်ရမယ်။အဲရောဒီမှာကျွန်တော်ဝေကောင်းနံပါတ်ထည့်မယ်။ပြီးရင်ဒီမှာကျွန်တော် get otp ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်။ဒီမှာအဝါလေးနဲ့ get otp ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်။ကျွန်တော်ကုတ်တောင်းတာဖြစ်ပါလေဒါကကျွန်တော်တစ်ခါတော့လိုဝင်နေမှာလေကျွန်တော်ကြာလာပြီ2 6 7တုံးလေး

စင်ကမပြီးသေးပါဘူးအစင်၄စင်မှာအဲ့ဒီတော့ကျွန်တော်ဒီမှာအောက်ဆုံးမှာ under pin to confine ဆိုတာကိုထပ်နှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်ရဲ့ wave compass ဆိုရက်ကျွန်တော်တို့ထည့်ရပါမယ်ပြီးရင် confine ဆိုတာကိုနှိပ်လိုက်မယ် ဒါဆိုရင်ရတော့ပါပြီဒါဆိုရင်ကျွန်တော်တို့ကျွန်တော်ဒိုင်မွန်ဝင်ချင်းကျွန်တော်တို့ပြီးဆုံးသွားပါပြီဒီမှာပါကျွန်တော်အပေါ်မှာလည်းပြနေပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်တို့ကောက်နေကိုကျွန်တော်ဒိုင်မွန်ဝေပြီးနဲ့ကျွန်တော်ဝေပြီးဝေပြီးပါပြီ ရဲ့ဒါဆိုရင်တော့ကျွန်တော်ကောင်းတယ်ကို diamond 17လုံးယောက်သွားပါပြီ။ကဲဒါဆိုရင်အားလုံးပဲနားလိုက်ကြမယ်လို့ထင်ပါတယ်ဒီမှာကျွန်တော်ပြည်စာဒီမှာပြည်စာနံပါတ်တွေပါလေကျွန်တော်ကြည့်လို့ရပါတယ် order i ကျွန်တော်တို့ဒီမှာပါပြည်စာနံပါတ်တွေဒီမှာကြည့်လို့ရပါတယ်ဒီမှာဒါလေးတွေပါရက်ဆွဲလေးတွေကျွန်တော်တို့ဝယ်တဲ့ရက်ဆွဲလေးတွေဒီမှာဒါလေးတွေအဲဒီမှာပါရက်ဆွဲတွေဒီမှာဒါလေးတွေကျွန်တော်မှတ်ထားလို့ရပါတယ် တကယ်အဆိုရင်တကယ်ဒါဆိုရင်နားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်အခုပြပြပြီးတော့ရတဲ့နီလန်းလေးကတော့ကျွန်တော်မွိုင်းလက်ကျန်ထိုင်မွန်းနေကိုဝေပေးနေဝယ်တဲ့နီလန်းလေးဖြစ်ပါတယ်ကျေးအားလုံးပဲစင်ပြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်